အခုလိုမဖြစ်မနေအခြေအနေကြောင့်လက်မထက်ချင်ပဲလက်ထက်လိုက်ရတဲ့ကြော်ကြော်နဲ့ဆုမျက်နှာဦးတရုတ်ဆောင်မင်းသားကြော်ကြော်နဲ့ဆုမျက်နှာဦးတို့ဟာဆိုရင်တော့အခုလက်ရှိမှာမင်္ဂလာပွဲလေးအချင်းချင်းဆင်နွှဲပြီးတော့လက်ထက်လိုက်ကြပြီပဲဖြစ်ပါတယ်သူတို့နှစ်ယောက်ဒီလိုလက်ထပ်ဖို့အတွက်ကိုလည်းတနိုင်ငံလုံးကတိုက်တွန်းနေကြရဖြစ်ပြီးနှစ်ယောက်သားကတော့လက်ထပ်ဖို့အတွက်လုံးဝစိတ်ကူးမရှိခဲ့ပါဘူး။အခုလည်းဒီလိုမင်္ဂလာပွဲဆင်နွှဲလိုက်ရတယ်ဆိုတာကပျော်ရွှင်လုံးလုံးမဟုတ်ဘဲမတက်တာတဲ့အခြေအနေကြောင့်သာလက်ထပ်ခဲ့ရတာဖြစ်တယ်လို့သိရပါဗျ။ ။နေရောက်သားကအနုပညာလောကမှာအောင်မြင်နေတဲ့ချိန်မှာရနာသွားခဲ့ပြီးတော့တငယ်ချင်းလိုလိုချစ်သူလိုလိုလင်မယားလိုလိုနဲ့နေထိုင်ခဲ့ကြပါတယ်။အတူတူကနေထိုင်ပြီးတော့အတူတူအိတ်ကြပေမဲ့လက်ထပ်ဖို့အရေးကတော့စိတ်ကူးမရှိခဲ့ဘူးလို့ဆိုပါရယ်။စွမျက်နှာအနေနဲ့ခန္ဓာကိုယ်ကအရန်ကိုဝလာတဲ့အခါမှာတားဆီးတွေတောက်နေရဆိုတဲ့ဝေဖန်မှုတွေကိုလည်းရရှိခဲ့ပါရယ်။ဒါပေမဲ့နေရာတားကတော့ဘသူတွေပါပြောပြောလက်မထနိုင်ဘူးလို့ညင်းနေကြတာပါ အခုကတော့အဲ့ဒီဆီရီတောက်လို့လေတားစီလို့မရနိုင်တော့တဲ့အခြေအနေတစ်ခုကြောင့်နှစ်ယောက်စလုံးလက်ထပ်ဖို့အတွက်စိတ်ကူးမရှိဘဲနဲ့လက်ထပ်လိုက်ရတာဖြစ်ကြောင်းပြောလာခဲ့ပါတယ် ဘလို့ဝဖြစ်ဖြစ်အိမ်ထောင်တစ်ခုတည်ထောင်ခဲ့ပြီဖြစ်တဲ့အတွက်သူတို့နှစ်ယောက်ဘလို့နေနေအရင်လောက်ဝေဖန်ခံရတော့မှမဟုတ်ပါဘူး။နှစ်ယောက်သားကတော့ဝေဖန်နေကြလဲဘသူမှခရီးမဆိုင်ဘဲနဲ့စားကျင်တယ်လို့စားနေကျင်တယ်လို့နေလုံးချင်တာတွေကိုလုံးနေကြပါတယ်။တခါတလေမှနှစ်ယောက်သားပူပေါင်းပြီးရောဖုန်းကြီးချောင်းကိုသွားကဂုံးစင်ပြီးစားတော့ကြတဲ့အထိပါပဲ။ဒီလိုမျိုးစိတ်တဘောတူညီကြပေမဲ့လက်ထပ်ဖို့ကတော့ချုံနောင်ထားတယ်လို့ဖြစ်မှာဆိုတဲ့အတွက်သဘောမကျတာပါ။အခုတော့မတက်တာတဲ့အခြေအနေတခုကြောင့်လက်မထက်ချင်ပဲလက်ထက်လိုက်ရတဲ့သူတို့နှစ်ယောက်ပေါ်မှာပြည်သက်ကြည့်လို့ရောဘယ်လိုမျိုးတင်ကြပါသလဲရှင်။